ရုရှားနိုင်ငံကထူဆန်းတဲ့ကြောက်တုံးကြီးခုနှစ်ခုရုရှားနိုင်ငံကထူခြားတဲ့ကြောက်တုံးခုနှစ်ခုဒေတာခန်တွေကရုရှားရဲ့တန်မာတဲ့အမျိုးသားခုနှစ်ယောက်လို့တည်စားခေါ်ဝေါ်ကြတဲ့ဒီကြောက်တုံးကြီးတွေဟာထူခြားတဲ့ကြောက်တုံးကြီးတွေပဲဖြစ်ပါတယ်။ရုပ်တရက်ကြည့်လိုက်ရင်တော့လူတွေဖန်တီးထားတဲ့တည်စားမှုနဲ့တူညီနေတဲ့ဒီကြောက်တုံးကြီးတွေဟာတကယ်တဘာဝကြောင့်ဖြစ်လာတဲ့ဖန်တီးမှုဖြစ်ပြီးတော့နှစ်ပေါင်းများစွာရေလေနင်းတိုက်စားမှုတွေကြောင့်ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ ကျောက်တုံးကြီးတွေတည်ရှိနေတဲ့ဌာနတွေကိုလက်ဖျားတွေနေတဲ့နေရာလို့လည်းဒေတာခန်တွေကယုံကြည်ကြပါတယ်။ဒီကျောက်တုံးကြီးတွေဟာထူးဆန်းစွာနဲ့ပဲ30ရာနေပြီးတော့40မီတာလောက်ထိမြင့်မာပြီးတော့အခုချိန်ထိမပြတ်မစီပဲရှိနေတာပဲဖြစ်ပါတယ်။ကျောက်တုံးကြီးတွေရဲ့ဒီနေရာဟာသဘာဝတရားကိုသေချာမြင်ရတဲ့အပြင်ရှုခင်းတွေဟာလည်းတော်တော်လေးလာတာကြောင့်နာမည်ကြီးတဲ့နေရာဒီနေရာလေးပဲဖြစ်ပါတယ်။ ဒါအပြင်အခုလိုထူခြားတဲ့ပုံစံဖြစ်လာအောင်ဘလို့တိုက်စားမှုတွေကပြပြင်ခဲ့တယ်ဆိုတာကလည်းလိုအပ်ပြီးတော့ထူခြားတဲ့အကြောင်းအရာအနေနဲ့တရှိနေစေဖြစ်ပါတယ်။အရှားနိုင်ငံရဲ့ယူရီတောင်နှင်းနေကြမှာတရှိနေတဲ့ဒီနေရာလေးဟာတဘာဝနဲ့နှိဆက်ဆုံးဖြစ်ချင်တဲ့သူတွေအတွက်တကယ်ကိုကောင်းမွန်တဲ့နေရာလေးပဲဖြစ်ပါတယ်။